တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆရာမကတော့စိုင်းဆရာမောက်တက်လိုင်းရဲ့ထစ်ချုံကျိုးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်မနဲ့လင်းမီဆိုကလေးကလက်ပံမင်းစည်းရကြတယ်လို့စူညံပွက်လို့ရိုက်နေသည့်အနီးဆိုင်ကားဂိတ်လေးက ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဖြစ်၏စိုက်ကားကိုကိုပိုင်ထောင်ထားသောစိုက်ကားသမားများပါဝင်သလိုအုံနာကြီးပေး၍အငှားနှင်းသောစိုက်ကားသမားများလည်းပါဝင်သည်ကားနောက်လိုက်စပယ်ယာဘဝမှစိုက်ကားသမားဘဝသို့ကူလာသူများပါဝင်သလိုအရက်သမားဘဝမှအုံနာကြီးနေစဉ်ပေး၍စိုက်ကားနင်းနေသူများလည်းပါသည်ပြောရလျင်စိုက်ကားကလေးသည် လူဆုံဇိုက်ဆုံအကျင့်ဆုံနှင့် ပြွတ်တီးနေသော အဝန်းအဝိုင်းလေးပင် ဖြစ်၏မနက်ခင်းကလေးကကိုယ်ဆိုင်ကားကိုဂိတ်ခိုးထားကြသည်ခရီးသည်ဈေးဥပေါက်ချင်းမပေါက်ချင်းမစင်စားမနေ့ကလေးကတမင်ချန်ထားသောငွေကြေးကလေးကမနက်ခင်းတွင်ယမကာမှီဝဲရန်ဖြစ်၏ထို့သောအရက်ကြိုက်ဆိုင်ကားသမားတို့ပါဝင်သည်လို့မြေကြီးပေါ်တွင်ပတ်စံပစ်ကြသူဆိုင်ကားသမားများလည်းပါ၏သူတို့ဆိုင်ကားကိုခီးသည်တစ်စုံတစ်ယောက်လာမငှားမချင်း ထိုအလုံများသည်သူတို့၏နေဆာဒူဝအလုံများပင်ဖြစ်၏ညင်းညခုံညစကားများကြနှင့်ပဝင်းကျင်တစ်ခုလုံးပွက်လောရိုက်နေတတ်သည်ထိုထိုသောစိုက်ကားသမားအများစုတဲကမှတမှုကွဲပြားခြားနားနေသည့်စိုက်ကားသမားတယောက်ရှိပါသည်သူ၏အမိမာနေတော်ဖြစ်၏အသက်30ပဝင်းကျင်ရှိပြီးညိုညိုမောင်းမောင်းတုတ်တုတ်ခိုင်ခိုင်ဖြစ်သည် နေတော်သည်ဤမြို့ကန်လူတယောက်မဟုတ်ချေ သူ့ဇာတိအမှန်ကိုမြည်သည့်စိုက်ကားသမားမှမသိသလိုနေတော်ကလည်းစကားနေသူ ဖြစ်သောကြောင့်သူ့အကြောင်းကိုမြည်သူမျှမပြောဘူးကြည်အာလုံတီထားသည့်တစ်ချက်မှာမြို့သစ်တွင်ဦးလေးနဲ့တူစိုက်ကားနင်းစားနေသည့်အချက်ပင်ဖြစ်၏နေတော်ကအခြားစိုက်ကားသမားများလိုဟီလာဝါလာတဲ့တွင်မပါဝင်ပဲသူ့စိုက်ကားပေါ်တွင်ထိုင်၍ခီးသည်ဆောင်ရင်းဝိတုစာအုပ်တအုပ်ကိုအမြဲဖတ်နေလေရှိသည် ပတ်ဝန်းကျင်မြည်တို့ဖြစ်နေသည်ကိုစိတ်မဝင်စားသူ၏မျက်လုံးများကိုစာအုပ်ထဲတွင်သာနစ်မြုပ်ထားတတ်၏စိုက်ကားကိတ်အနီးမှဖြတ်သွားဖြက်လာမိန်းကလေးများကိုနှမချင်းမစားနာစကြနောက်ကြသွေးတို့စမ်းကြသည့်အထဲတွင် နေတော်မပါဂုံဂုံပြောရလျင်ကဘာကျော်မင်းသမီးတလက်စိုက်ကားကိတ်အနီးမှဖြတ်သွားလျင်ပင်နေတော်ကြည့်မည်မဟုတ်ချေဟေ့တငယ်စိုက်ကားငှားခြင်းလို့ဟုတ်ကဲ့ခမညာ ထိုကဲ့သို့နေတော့စီကိုခီးသည်ဆက်ရောက်လာလျင်ဖက်လက်စာဝတ္ထုစာအုပ်ကို သူဖက်နေသည့်စာမျက်နှာတောင်ကလေးအားချိုး၍အမှတ်သားလို့စာအုပ်ကိုပိတ်စိုက်ကားထောင်ကိုအောက်ထိုးထည့်ပြီးခီးသည်အားလိုရာခီးပို့ဆောင်ပေးသည်ဂိတ်သို့ပြန်ရောက်သည့်နှင့်ဖက်လက်စာဝတ္ထုစာအုပ်ကိုထုတ်၍ဆက်ဖက်နေတတ်သည်မှာနေတော့ဤဇယိုက်ပင်ဖြစ်တော်သည်သူကခက်တီတီနေတတ်သူဖြစ်သောကြောင့် အခြားစိုက်ကားသမားများ နေတော့ကိုခက်ရှိန်ရှိန်ဖြစ်ကြသည်ညိုမောင်းတုတ်ခိုင်းသော နေတော့ဤခန္ဓာကိုယ်တွင် ကြောက်သားကြောက်ဆိုင်လိုကြွက်သားအဖုထစ်များက နေတော့ကိုယောက်ျားပိသစေသောပုံတံကို ထုဆက်ပေးထား၏လောကတွင်မြည်သည့်အလုံမစိုးကို့အလုံကိုတည်တည်ကြည်ကြည်ဖြောင့်မြောင်မတ်မတ်လှုပ်သူတိုင်းပတ်ဝန်းကျင်မှအပြောင်းပြက်စကားအနှောက်အယှက်လှုပ်ရက်စသည်များလွယ်လွယ်ကူကူဝင်မလာနိုင်ကြည် နေတော်သည် ထို့သို့နေထိုင်သူ ဖြစ်သောကြောင့်အခြားဆိုင်ကားသမားများရှိန်ညသည်မှာမဆမ်းမီသို့တော်နေတော်သည်စက္ခုအာယုန်ကိုသာဝိထုစာအုပ်စီ ပို့လွှတ်ထားတော်လေအခြားအာယုန်ကိုတော့တတိမလွတ်ချေစိုက်ကားအာဒလာဆိုတာမျိုးတော့အခြားအာယုန်လွတ်သွား၍မဖြစ်ချေအသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်တော်ကြခဲ့သောမိခိုင်ခင်များလဲအိမ်တော်ရေးကံမကောင်းအဖေတစ်ခုသမီးတစ်ခုဘဝတွင် ဖအေးကလေးဖြတ်သောယောဂါသည်အာကိုစရာယောက်ျားယူမီမှယောက်ျားကလည်းဆိုင်ကယ်အစည်းတံဖြစ်ပြီးတည်သွားသည်ငငယ်ရွယ်ရည်နှင့်မုတ်ဆိုးမှဖြစ်ခဲ့သောမိခိုင်အတွက် အဖက်တင်နာဟု၍ငါးနှစ်သမီးကလေးတယောက်ကြံခဲ့သည်သမီးကလေးအခါလေအရွယ်လောက်တွင်ဖခင် ဆုံးသဖြင့်ဖခင်ကို ဖြူသလားမဲသလားမသိလိုက်ချေမုတ်ဆိုးမှဘွယ်ကသာပိုင်ဆိုင်သွားသော မိခိုင်မှာအသက်ငယ်ငယ်ရုပ်ချောချောဖြစ်သည်ဖြင့် သူ့ဘဝကိုလုံခြုံမှုကိုယ့်အာကိုယ်သတိနှင့်ကာကွယ်စောင့်ရှောက်နေရသည်ယောက်ျားရှိစဉ်ကထူထောင်ငယ်သော ကုံစုံဆိုင်လေးမှာမုတ်ဆိုးမဘဝတွင်ပို၍ရောင်းအားကောင်းနေ၏အတောင်20ဝက်ကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်မိခိုင်ဆိုင်တွင်ဝဲကြ၏မိခိုင်ဤချောလာတွင်နစ်မျောပျော်ဝင်ကြသည် ဆိုလျင်ပို၍မှတ်မှလိမ့်မည်မိခိုင်ကလည်း၄၀ဆိုသောအခါအရွယ်သုံးပါမရွေးအလိုက်ထိုက်ဆက်ဆံနေရသည် ဈေးဝယ်လာကြသူများတဲ့တွင်တချို့ယိုယိုတချို့ဆန်းဆန်းတချို့ယီတီတီကလီတီတီသွေးတိုးဆန်းကြသည်သို့သောမိခိုင်ကတော့ကို့ဖောက်သည်များကိုပြပြရောရောပဲဆက်ဆံပေးသည်ရောင်းသူနှင့်ဝယ်သူ ကျွန်းကိုင်းမီကိုင်းကျွန်းမီမဟုတ်ပါလောတချို့ကို့အဖေရွယ်လောက်အန်ငယ်ကြီးတချို့ကသမီးရေတူမရေဆိုသည့်နန်းစားတဲ့ညမလေးအကိုကြီးကို secret တပူးပေးပါမိခိုင်ကိုညမလေးဟုခေါ်၍ ကိုဟာကိုတက်ကြွေဖြိုးခြင်းသောအန်ကယ်ကြီးတို့ချို့ကသူတို့ကိုသူတို့အကိုကြီးဟုခင်မွန်းတတ်ကြ၏ထို့ပြင်ငွေသည် စိတ်ဒိသနံကိုအနိုင်ယူနိုင်သည့်အထင်ဖြင့်9000နံတရွတ်ထုတ်ပေးပြီး secret တပူးကိုယူ၍ခြာကနေလှည့်ထွက်သွားသည့်စတိုင်မှာပြန်အန်ငွေကိုဂယုမဆိုင်သည့်စတိုင်နှင့် တွေ့တူဆန်၏သို့တော်မိခိုင်သည်ခက်လွယ်လွယ်ခက်ပေါ့ပေါ့မင်းကလေးမဟုတ်ပါအစောက secret ဘူးတဲ့ပူနေသော ပြန်အန်ငွေကို ဆိုင်ပေါ်မှဆင်း၍လိုက်အန်းတတ်၏တချို့ကြတော့လဲဥပေတက်မြင်ဖြစ်၏မိခံရေသမီးလေးကနောက်နေဆိုရင်မူလာနဲ့တက်ရတော့မှဆိုတော့ဟောဒီဗလာစာအုပ်နဲ့ခဲတယ်ပညာရေးဒါနဖြစ်လာလှူတာပါကွာထို့သောသောလူများကိုမိခိုင်းကပြရဝါစာလေးနဲ့ဩကျေးဇူးတင်ပါတယ်ရှင်ဒါပေမဲ့လက်တော်မခံမရစေနဲ့ကျမဆိုင်မှာစာရေးကိရိယာအဆုံးလင်းရှိပါတယ်ကျမကကျမသမီးလေးကို ကျမချွေးနေစားနဲ့ထူထောင်မှုဆုံးဖြတ်ထားလို့ပါနော်အတက်ငယ်ငယ်မုတ်ဆိုးမတယောက်နေနဲ့ကိုဘဝကိုလုံခြုံဖို့နှလုံးသားထက်အုံနောက်နဲ့ကာယံနေရသည်ကိုရုပ်ကိုရေးကိုအသက်ရွယ်ကတပင်ထူဖို့အခက်ခဲမရှိပေသို့သောတမိလေးအနာဂတ်ကရှိသေးသည်အိမ်တော်မှုဖျားတီစေမင်းရေးဆုတ်ထိုးဆိုသလိုချက်မပိုင်ကတဘဝသာမျောရမည်ဖြစ်သည် ကလေးတယောက်နဲ့မုတ်ဆိုးမှပင် ဖြစ်လင်ကစားမိမသားဘဝပြီးပြီးကိုချောတာကိုလှတာကိုသတိမပြုဘဲနေပါမည်လောမိခိုင်ကုံလုံးဆိုင်ကစိုက်ကားဂိတ်နဲ့မဝေးလားကိုဆိုင်အတွက်လိုအပ်သောပစ္စည်းများတွားဝယ်လျင်စိုက်ကားဂိတ်မှဖျက်လျှောက်ရ၏ထိုအခါလူဆုံးဇေယိုက်ဆုံးညီမလေးဈေးဝယ်လားညီမလေးတိတ်လှတယ်ကွာ စသဖြင့်တိုးတိုးတဖုံကျဲကျဲတမျိုးအစနောက်ခဲရလေရှိ။သို့သောမိခိုင်ကတော့ခြေလမ်းမပြန်။ကိုသွားစရာရှိသည်ကိုအင်ရီရရပင်သွားလေရှိ။အတန်ဆိုသည်မှာအသားကပ်ပါနိုင်သောအရာမဟုတ်ဟုမိခိုင်နှလုံးသွင်းထားသည်။စိုက်ကားဂိတ်တစ်ခုလုံးတွင်နေတော်တယောက်သာကိုစိုက်ကားပေါ်ကိုထိုင်ရင်းကြောက်ရွံ့တရုတ်လိုဝိတ္ထုစာအုပ်ဖတ်နေတတ်သည်သူတို့ဘာသာသူတို့ဘသူကိုစဆဘသူကိုနောက်နောက် လှဲ့ကြည့်ဖို့နေနေသာသာဖုတ်လေတဲ့ငပိရှိသည်လို့ပဲမမှတ်ချေယနေ့စိုက်ကားဂိတ်တွင်ဖိုးလွင်စောစောစီစီယမကန်နဲ့များထောင်းထောင်းထနေသည်အာလေးရှာလေးနှင့်နေညာစိုက်ကားအော်လာရတယ်လေကွာအရှိဘီလက်မြေစက်ယုံကိုခီးတယ်နေအောင်ရှစ်ထောင်ရတယ်ဟဲဟဲဒါကြောင့်ဒါကြောင့်ဖိုးလွင် မနဲ့ခင်းကြီးတွင် လေရနေသည် ဆိုင်ကားဂိတ်တစ်ခုလုံးတွင် သူ့အတန်းကကျဲလောင်ကျဲလောင်ဖြစ်နေသည်တချို့ဆိုင်ကားသမားများကကြားထိုးသူထိုးပတ်စံပစ်သူပစ်နေခီးတယ်မငှားမချင်း ကို့လုံနေကို ထိုးစဉ်ရမကအရှိန်တက်နေသောဖိုးလွင်မှာတစုံတရာကိုမြင်လိုက်သည်နှင့်ပစိုးကိုပြင်ဝစ်ခါရက်နေသည်သူမြင်လိုက်သောတစုံတရာမှာမုတ်ဆိုးမှငငယ်ချောချောလေးမိခိုင်ဈေးဝယ်ထွက်လာခြင်းဖြစ်၏ လက်ဆွဲခြင်းကိုတစ်ဖက်ကကန်၍လျှောက်လာသော မိခိုင်မှာအပြိုကလေးနှင့်ပင်တူနေသည်။စိုက်ကားကြီးရှေ့ရောက်လာသော မိခိုင်စီကိုဖိုးလွင်မူမူယူးယူးနှင့်တိုးကပ်သွားပြီးညီမလေးဈေးသွားဝယ်မလို့လား။မိခိုင်ကဖိုးလွင်ဤစကားကိုတစုံတရာတုံ့ပြန်မှုမပေးဘဲခက်မှန်မှန်ပင်ရှောက်နေသည်။အရက်နဲ့ငိုမခံနိုင်သောကြောင့်အာနေသော လက်တစ်ဖက်နှင့်နှာခေါင်းကိုပိတ်ခါပို၍ပင်ခက်သွက်သွက်ရှောက်လိုက်သည်။ အယက်သမားဖိုးလွင်ကအတင်ရဲစွာပူကတ်လာပြီးမိခိုင်လက်ထဲမှချင်းနှောင်းကိုဆွဲကာကိုကြီးကညီမလေးဈေးဝယ်တာကိုကုသေးပေးမလို့ပါအကိုကြီးကစေတနာနဲ့ပါနော်အိုးမလိုပါဘူးရှင် ကျမဟာကျမတဲနိုင်နေကျမချင်းနှောင်းကိုလွတ်လိုက်ပါအိုးညီမလေးကလည်းအကိုကြီးကဟောဒီညီမလေးကိုချစ်လို့ကူညီတာပါကွယ် ကဲပီပီလက်ဆွဲခြင်းဖိုးလွင်ကတဆင်ချင်းဆက်ရှိန်တက်လာသည်မိခိုင်လက်ထဲမှချင်းနှောင်းကိုဆွဲယူလိုက်သည်ကျမချင်းနှောင်းပြန်ပေးပါမူးနေလည်းအေးအေးအိတ်နေပါလားလက်ဆွဲခြင်းကိုဖိုးလွင်လက်ထဲမှမိခိုင်ကပြန်လှူသည်ဖိုးလွင်နှင့်မိခိုင်လက်ဆွဲခြင်းကိုသူတို့ပြန်ကိုတို့ပြန်လှူနေရမှမိခိုင်မျက်နှာရဲကနေဖြစ်ပြီးထိုင်ကိုလိုက်ချိန်တွင်ဖြောင်းကနေမြည်တမ်းနှင့်တူ ရုတ်တရက်ဖိုးလွင်ဥကောင်းတွင် ပူကနေဖြစ်သွားပြီးမြေကြီးပေါ်သို့လဲကျသတိလစ်သွား၏ဥကောင်းတစ်ခုလုံးသွေးချင်းချင်းညီသွား၏မြည်သည့်အချိန်ဟုန်နှင့်မြည်သို့ရောက်လာမှန်မသိသောစိုက်ကားသမားနေသောသူ့လက်ထဲတွင်နှစ်တလက်မှအသားချောင်းတစ်ချောင်းကိုကင်လျက်ရုတ်တရက်မြင်ကွင်းညောင်မိခိုင်ထိတ်လန့်သွားကစွန့်အသွား၏ကြောက်ရွံ့စိတ်ကြောင့်ခန္ဓာကိုယ်ဆက်ဆက်တုန်ခါနေ၏ တအောင်လောက်ကြာမှမိခိုင်သတိပြန်ဝင်လာကလက်ဆွဲချင်းကိုကောက်ကိုင်းတွင်ဒီမဲ့ကျုပ်ခမားကိုမသိဘူးမတရားဘူးထင်လို့ဝင်ရိုက်တာဒီကောင်ကြီးကောင်းတဲ့ကောင်ကြီးမဟုတ်ဘူးနောက်ကိုအဖော်လေးပါလေးနဲ့သွားနေတော့စကားကရိုးရိုးရှင်းရှင်းဖြစ်သည် သူပြောတတ်တယ်လို့ပြောလိုက်ချင်းဖြစ်သည် ထို့သို့ပြောပြီးခြာကနေလှည့်ထွက်ခါသူ့စိုက်ကားပေါ်ပြန်ထိုင်ပြီးဖက်လက်စဝတ္ထုစာအုပ်ကိုဆက်ဖက်နေ၏ အစောကကိစ္စဘာမှမဖြစ်ခဲ့သလိုမြေကြီးပေါ်ဒဏ်ရာနှင့်လဲကျနေသောဖိုးလွင်ကိုတော့အခြားစိုက်ကားသမားနှစ်ဦးကစေကန်းသို့ခေါ်ဆောင်သွားသည်ယခုကိစ္စနေတော်ကိုမြည်သူမြအထွတ်မတက်ရဲ့မိခိုင်ဈေးမဝယ်ဖြစ်တော့အိမ်တို့ခတ်တို့တို့ပြန်လာရင်တောက်ရီကွက်တစ်ခွက် အမောတကောတောက်လိုက်သည်မိမသားတယောက်နေနှင့်စဉ်းစားမိတိုင်းအချက်တကွဲကိစ္စပြီးတော့နေတော်စကားတချို့နားရဲကြားရောက်မိသည် ူလိုငငယ်ချောချောမုတ်ဆိုးမတယောက်ကို ကုညီခြင်းသူပုရိသတွေရိုက်သက်၍မကုန်ခုနကကိစ္စမျိုးဆိုလျင်ညီမလေးဘာဖြစ်သွားသည်လဲအကိုကြီးလိုက်ဖို့ပေးမယ်ဒီကောင်တွေနှမချင်းမစားနာဘူးဆိုသည့်မြောင်းမပေးပဲရေတွေတလဟောစီးလာမည်ဖြစ်သည်အခုတော့သူ့ကိုကုညီလိုက်သူကသူ့မျက်နှာပင်စိစိကြည့်မသွားကြပြမဖွဲ့စာမနှဲ့သည်စကလုံးနှဲငယ်သာပြောပြီးထွက်သွားသည် မိခိုင်ဘာရဲ့ညာရဲ့မဟုတ်တွေးမိရင်သူ့နှခမ်းမှာအပြုံးတစ်ချက်ပွင့်သွားသည် သူ့ကိုယ်သူလည်းဘာကြောင့်ပြုံးမိလိုက်မှန်းအပြေရှာမရပါကြည်မိခိုင်ဟင်းညိုမဟုတ်လက်လီထုတ်ကလေးများထုတ်ရင်းနှင့်အချိန်ကုန်မှမသိကုန်သွားသည် နောက်မှသတိရ၍နာယီကိုလှမ်းကြည့်လိုက်သောအခါညနေ3နာရီခွဲနေပြီဖြစ်၏တမိကလေးចောင်းသွားကြိုရမိကိုသတိလွတ်သွား၏ တမိကလေးတယောက်တည်းကျောင်းတွင် မိခင်ကိုမျှော်နေပြီးဖြစ်ကြောင်းစဉ်းစားရင်းဂမန်းကရန်ထလိုက်သည်ထိုစဉ်အိမ်ကြီးချင်း ဖြစ်သော မအေးမှုတယောက်မိခိုင်စီတို့ထိတ်လန့်တကြားပြေးလာရင်မိခိုင်ရေဒုက္ခပဲဟေမိခိုင်နှစ်သမီးလေးမအေးမှုစကားကပြာကြီးပြာရာနိုင်လှသည့်ပြင်အဆုံးမတန်နိုင်ပေနှစ်သမီးလေးတွင် ရက်သွားသောကြောင့်မိခိုင်ရင်ထဲဒိန်းကနေမြည်ဟီးသွားပြီး မျက်လုံးများပြဝေသွားသည်တတိမလစ်သွားအောင်ထိမ့်ချုပ်ရင်းကျမကျမသမီးလေးဘာဖြစ်လဲမအေးမူဖះဖះဟာဘာဖြစ်တယ်လဲဆက်ပြောလေမအေးမူရဲ့သမီးကလေးကကြောင်းစင်းတော့သူ့ဟာသူလမ်းလျှောက်ပြန်လာမှာကားတစီးနဲ့ပွတ်တိုက်မိတာတဲ့အဲ့ဒါကားသမားတွေကကလေးကိုမကြည့်ပဲမောင်းပြေးဖို့အလုပ်မှာကားရှိတဲ့တဲ့ကိုစိုက်ကားတစီးလာရက်ပြီးအဲ့ဒီစိုက်ကားသမားကတာဝန်မဲ့ထွက်မပြေးဖို့ကလေးကိုဆေးရုံပို့ဖို့ပြောရင်းနဲ့ ကားသမားတွေကမူးနေတော့စကားများပြီးရိုက်ကုန်ကြတယ်တဲ့စိုက်ကားသမားကရိုက်ခဲ့တာလူ၃ယောက်လုံးလဲကြနေတယ်တဲ့နောက်ပြီးသမီးလေးကိုသူ့စိုက်ကားပေါ်တင်ပြီးစိတ်ယုံပက်နင်းသွားတယ်တဲ့အဲ့ဒီနားကမြင်လိုက်တဲ့လူတွေကငါ့ကိုအကုန်ပြောပြလို့အခုနင့်စီပြေးလာတာဖះဖះဟာသမီးကလေးဘာမှမဖြစ်ပါစေနဲ့ကဲမအေးမှုတလက်စားတဲ့ကျမနဲ့စေးယုံလိုက်ခဲ့သွားရအောင်မိခိုင်ရင်တွေဘလောင်စုနေသည် ဖာသောသမီးကလေးမှုပူချစ်ရ၏မအေးမှုနှင့်မိခိုင်တို့ဆေးရုံတို့မပြေးရုံတမဲခြေလမ်းများဖြင့်တွားနေကြသည်မြို့ကလေးကငဲတော့ဆေးရုံကတခုတည်းမှတော်သေးသည်ဆေးရုံနှင့်ရောက်ရောက်ချင်းမေးမြန်းစုံစမ်းလိုက်သောအခါသမီးကလေးအခန်းကိုတိလိုက်ရ၏ထိုအခန်းတို့မိခိုင်အပြေးသွားကဝင်လိုက်တော့သမီးကလေးအချိန်နေမှာစိုးစိုးရွားရွားမဟုတ်မိခင်ကိုမြင်လိုက်သည်နှင့်မေမေသမီးကလေး မိခိုင်ကဂရင်မော်မှသမီးကလေးကို ပြေးဖက်လိုက်သည်အနည်းရှိသူနာပြုဆီယာမကတိတ်ဆိုးဆိုးရရမဟုတ်ပါဘူးကားကပုတ်ဆွဲသွားတာနည်းနည်းပါပါ ပုံးပဲ့ယုံလောက်ပါကျေးဇူးတင်ပါတယ်ဆီယာမရေဒါနဲ့သမီးကလေးကိုစေးယုံလိုက်ပို့တဲ့သူကိုရောဆီယာမတိတလားယင်သူနာပြုဆီယာမကမိခိုင်ကိုခေါင်းခါရမ်းပြပြီးနမဲတော့မတိလိုက်ဘူးစိုက်ကားသမားလို့ပြောတယ်သူ့မှာလဲဒဏ်ရာဒဏ်ချက်တွေနဲ့ ကျမတို့စိတ်ထဲ့ဖို့ပြောတာတော့လက်မခံပဲသူနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေတဲကတယောက်ယောက်တေမလားရှင်မလားမပြောနိုင်ဘူးတဲ့အခုကျွန်တော်ရဲစခန်းသွားပြီးအဖမ်းခံမလို့ဆိုပြီးထွက်သွားတာပဲမိခိုင်လဲစဉ်းစားမရသမီးလေးကိုစေးရုံပို့ပေးသူကိုအ ਨੇ ဆုံးကျေးဇူးတင်စကားလောက်တော့ပြောချင်သေးသည်စိုက်ကားသမားဆိုတော့မေးကြည့်ရင်လဲသိနိုင်မည်ဟုတွေးကာရင်ခွင်ထဲမှာသမီးလေးကို ပို့၍တင်းကျပ်စွာဖတ်ထားလိုက်မိတော်သည် ။ဒီနေ့သမီးကလေးចောင်းပိတ်ရက်ဖြစ်သည်။သမီးကလေးကိုစေယုံပို့ပေးသောစိုက်ကားသမားကိုရဲစခန်းသို့တွားပြီးစုံလန်းကကျေးဇူးတင်ကြောင်းပြောရင်းမုတ်ဘဲတရေသာများပေးမိဖြစ်၏။သမီးကလေးလက်ကိုဆွဲ၍မိခိုင်ထွက်လာခဲ့သည်။ဈေးဝယ်လျင်ဖြတ်သွားနေကြဖြစ်သောစိုက်ကားကိတ်ရှိအရောက်တွင်မိခိုင်ကိုစမြည်နောက်မြည်အတံပလံများမကြရတော့ကြီးသို့တော့မတိမသားဆိုသလို တခါကသူအားကူညီခဲ့သူ နေတော်ကို တွေ့လို့တွေ့ညာရှာကြည့်မိသည် တကယ်ဆိုလျင် နေတော်မျက်နာကိုလည်းမိခိုင်အလွတ်မရခဲ့စိုက်ကားကြီးရှိ စိုက်ကားသမားကြားထိုးသူပတ်စံပြစ်သူနဲ့ဟေလာဝါလာသမားတွေသာ တွေ့ရသည် ထိုအထဲတွင်တော့နေတော်မပါဟု မိခိုင်တွေးကြည့်သည်ရှိနေသည့်စိုက်ကားသမားများကိုလည်းမေးမကြည့်ရဲပါ ထို့ကြောင့်သမီးကလေးလက်ဆွဲ၍ရှေ့ဆက်လျှောက်လာသည်မိမေသမီးတို့ဘဲကိုသွားမှလဲဟင် ိုလေးသမီးရဲ့ဟိုတခါတော့ကသမီးလေးကြောင်းစင်တယောက်တည်းပြန်လာတော့ကားနဲ့တိုက်မိတော့သမီးလေးကိုစေးယုံလိုက်ပို့တဲ့ဥဥကိုမုတ်တွေပေးမလို့လေအဲ့ဒီဥဥကြောင့်သမီးတန်ရာတွေပျောက်သွားတာလေဟုတ်လားမေမေဒါဆိုအဲ့ဒီဥဥကကျေးဇူးရှင်ဗောဒါဗောသမီးရဲ့မိခင်နဲ့သမီးစကားတပြောပြောနဲ့လျှောက်လာခဲ့ရာရဲစခန်းသို့လျှောက်လာခဲ့သည်မိခိုင်ကတာဝန်ကျရဲတူအူအားဒီမှာရှင့် ပြီးခဲ့တဲ့တစ်ပတ်လောက်ကအမတ်ရှိအမတ်ကကြောင်းပြီးမှကလေးကိုကားနဲ့တိုက်မိပြီးမောင်းပြေးဖို့လုပ်တဲ့ကားသမားတွေနဲ့ရံပွဲဖြစ်ခဲ့တဲ့စိုက်ကားသမားနဲ့တွေ့ကျင်လို့ပါလာနောက်ကလိုက်ခဲ့ပါတောင်ဝင်ကြရဲကမိခိုင်တို့ကိုသူ့နောက်မှလိုက်ခဲ့ရန်ခေါ်ဆောင်သွားသည် အချုပ်ခန်းတစ်ခန်းရှိအရောက်တွင်တောင်ဝင်ကြရဲကနေတော့ဧည့်သည်တွေ့မယ် တာဝန်ကျရဲဤအော်တန်ကြောင့်အချုပ်ခန်းတနေရာတွင်ထိုင်နေသော နေတော်ထလာပြီးအချုပ်ခန်းတန်တိုင်းလျံကိုကင်ရင်မိခိုင်တို့သားမိကိုကြည့်လိုက်သည် မိခိုင်ကလည်းနေတော်မျက်နှာကိုကြည့်လိုက်သည်နေတော်မျက်နှာပေါ်တွင်မြည်သည့်ခံစားချက်မှရှာမတွေ့ချေမိခိုင်ကကျမသမီးလေးကိုကားနဲ့တိုက်မိတော့ကစေးယုံလိုက်ပို့တဲ့သူမဟုတ်လားယင်မိခိုင်ကထိုးသို့မေးလိုက်သောအခါနေတော်တစ်ချက်တွေ့ဝေသွားသည် ခဏနေမှတတိယပြီဟုတ်တယ်ဒါခမရသမီးလားတော်သေးတာဗောကျုံနဲ့တွေ့လို့ဟိုကောင်တွေအတော်ရိုင်းဆိုင်နေဗျာအခုလို့ကူညီတာကိုကျမကျေးဇူးတင်ပါတယ်ရှင်ဟိုတခါကလည်းစိုက်ကားဂိတ်မှာအရက်သမားကအနောက်ရှက်ပေးတော့ငါဝင်ရိုက်ပြစ်တာရှင်မဲထင်တယ်ဒီတခါလဲနေတော်ပြန်စဉ်းစားရပြန်သည်သူလှုပ်ခဲ့သမျှတွေကိုတစုံတရာမျောလင့်ချက်နဲ့လှုပ်ခဲ့တာမဟုတ်သဖြင့်သူ့အုံနောက်တွင်ဆွဲထည်မကြံရစ်ခဲ့ သို့တော့စဉ်းစားရင်ပြန်တတိယလာတော့ဩအဲ့ဒါခမားလားအဲ့ဒီတော့ကခမားကိုတေးချတာအောင်မကြည့်မိဘူးကျေးဇူးမတင်ပါနဲ့ဗျာမတရားတာမြင်ရင်ကြုတ်မနေတတ်လို့ပါနေတော့စကားကယူရှင်းသည်လောက်ကျန်မှုမပါပါ ရှင်ထဲမှာဓာတ်ရိုက်နှကမ်းပေါ်ရောက်လာသောစကားများဖြစ်၏မူသားကင်း၏နေတော်ဤပြောတတ်သည်လို့ပြောသောစကားများကပင်မိခိုင်ရင်ကိုကြပြတပုတ်ဝင်ဆိုင်သည်လို့ထင်မိ၏ စိတ်ခံစားမှုဆိုဒီမှာတယောက်နဲ့တယောက်တသွေးတဲ့တယောက်နဲ့မဖြစ်ချေမိခိုင်ကအိမ်အောင်ရှိလာရင်ဆုံးသွားတာကြာပါပြီအမင်းနေဖြေတည်ရပြတ်သားသည်ကြစ်လက်သည် အပိုစာလားမပါဒါကပင်ရိုးသားခြင်းအလှတရားတစ်ခုမိခိုင်ကလက်ထဲမှာဝယ်လာသော မုတ်ပဲသီးစားများကိုနေတော့လက်ထဲသို့ထည့်ပေးလိုက်သည်တပြိုင်နက်သေးပင် ဆုံးဖြတ်ချက်တစ်ခုကရှင်နေသို့လူလူရောက်လာသည် မိခိုင်နှုတ်ဖြားသူမိတို့မိဘုံတွန်းထွက်လာမှန်းမသိလိုက်သောစကားကကျမရှင်ကိုနမည်တော်မသိသေးပါဘူးဒါပေမဲ့ရှင်လွတ်လာတဲ့နေ့ကျမရှင်ကိုလက်ထပ်မယ်ရှင်ကိုစကားကိုနှလုံးသားနဲ့ပြောလိုက်မိသလားအုံနောက်နဲ့ပြောလိုက်မိသလားဆိုတာကိုပင်မိခိုင်မရေရာပြောပြောဆိုဆိုနဲ့တမိကလေးလက်ဆွဲပြီးထွက်ခွာခဲ့သည်အချုပ်ခန်းတန်တိုင်းကိုကန်၍တွေ့တွေ့ကြီးရက်နေသော နေတော်ဤရင်ထဲက ရေအိုင်ထဲမှာတော့ခဲတလုံးကျသွားပြီးခရက်ထသွားသည်ကိုတော့မိခိုင်တယောက်မသိနိုင်ပါချေမိခိုင်ရင်ထဲမှာမြည်တို့ပင်ဖြစ်စေ အချစ်ဆိုသည်မှာလိုအပ်လာလျင်လျှက်ပြက်သလိုမုတ်ထချုံလိုက်သလိုတရောင်တနီယာမအဖုထေကင်းကင်းပေါ်ထွက်လာတတ်သည် မဟုတ်ပါလောရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းမေလာ2019ခုနှစ်